ဘုရားဥဒ္ဒမီများအားလုံးမင်္ဂလာပါဘုရားဥဒ္ဒမီဆိုတော့ရာဟုဒ္ဒမီမပါဘူးလားဆိုတော့အတူတူပါပဲခင်ဗျနော်အဲ့တော့မနေ့မွေးနဲ့ညလာညမွေးပဲွားကြတော့ွားတာပါွားတာပဲဖြစ်ပါတယ်ဆယ်လပိုင်းတွေအော်တိုပါလာတလားစားတွေဟောပြောပြီးတော့မှဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်အပ်ပေးကြတယ် message အလုံးမင်္ဂလာပါလို့လောက်တာကိုဆက်တပ်ပေးပါရယ်နောက်တစ်ခုကကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပြလို့ပါရယ်နော် အမေတို့မေးလို့လဲ comment နေပြီးတော့မေးထားတာကိုလည်းကျွန်တော်ပြပေးပါရယ်အလုံးစင်တေကြပါသည်နော်ဒီတွင်ဒီပတ်အနေနဲ့ရက်ကကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေတွေကိုကျွန်တော်အခုတလားစာအတွက်ကိုလည်း လက်ပြီးရောအဲတော့ကန်ကျမလာစားခေါ်ကြပြီးတော့မှပြပါလေအဆဲလာပိုင်းပဲပေါ့နော်ဟယ်လိုတဲတော့နဲ့တလားစာဟောပြောပေးခြင်းဟာမိစီများအနေနဲ့ချိန်လို့ရအောင် နောက်ဆောင်ရလို့ရအောင်ကျွန်တော်ကြွတင်ပြီးတော့တင်ပေးထားခြင်းဖြစ်ပါတယ် တဲ့တော့ဂျာရီကွန်တနေ့ဂျာရီကွန်နဲ့ဆက်နေချဟောပြောပြမှာဖြစ်ပါတယ်ဒီမောက်ဆုံးစတင်ပြီးဟောပြောပြပါပြီလက်ရှိအချိန်မှာတော့နော်ကိုယ့်ရဲ့ပြန်ကွန်နဲ့မှာကိုယ့်မိသားစု မိသားစုလက်ရှိအခြေအနေမှာဦးနေပက်တာအဲနဲ့ဥတော်အနေထားမျိုးဖြစ်ပေါ်တတ်တယ်။နော်။ကိုကအောင်မြင်နေစေဖြစ်တယ်။အဲလိုအောင်မြင်နေစေမှာတခါလေမှာကိုအောင်မြင်တာကိုသူတော်ချုပ်ကိစ္စတွေကအထက်ကနောက်ဆက်တွေလာရတယ်။ဘာနဲ့တည်းလဲဆိုလို့ရှင်။ကိုကလာမီနော်။အဲတော့ကိုအောင်မြင်တာကိုတွန်းလိုက် ထိုးလိုက်ပိုးလိုက်တိုက်ပြလိုက် ဒါပေမဲ့လို့ကိုရှီကိုမထီရောက်ဘူးလို့ဟောပြောပေးရမှာဖြစ်ပါတယ်ဟိုကအမြင့်ဟိုကဟိုတိုက်ခဲ့ပဲလို့အောက်ကဟုတ်ပြီနော်အဲ့ဒါကကြတော့ကိုလုံးဆရာရှိရရောကိုက လုံတော့ဘူးပဲဖြစ်ပါပဲနော်ဒါကြောင့်မလို့ကပြားလေးနမိတ်အနေနဲ့ကဓမွန်းဆိုတဲ့ကပြားလေးပဲဖြစ်ပါတယ်နော်ဓမွန်းမှာသူ့ရဲ့တင်ဂေတပြတ်ရုပ်ကတော့လာမင်းရဲ့အပေါ်ကဖြစ်တယ်နော်အောက်ကတော့ဖေးနှစ်ကောင်နောက်ကကိမီကောက်လေးတစ်ကောင်ပါတော့ပြရှိရတယ်အဲ့ဒါတော့ ရန်လန့်စနေတဲ့အိပ်လေလို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ကိုကကိုရဲ့စိတ်ပိုင်းဆိုင်ရာခိုင်ခိုင်မာမာနဲ့နော်ဘဝကိုတလတ်ဖို့ဖြစ်ပါတယ်ဒါကအခွင့်ကပြားလေးပဲဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးရောဟောပြောပေးမှာဖြစ်ပါတယ်ဥစ္စာပစ္စည်းတွေဝင်လာမှာဖြစ်ပါတယ်ဘာလို့ကျင်လာလဲမိမိလိုချင်တဲ့ပစ္စည်းတွေပေါ့နော်ငွေလိုချင်တာပြီလိုချင်တာလားကားလိုချင်တာလားစသဖြင့်ပေါ့နော်ဥစ္စာပစ္စည်းဝင်လာမယ် ရဝီရနေမှာဥစ္စာပစ္စည်းတွေရောက်လာတာပါဒလာပါဆိုတော့ကပ်ပြားလေးထိပါတယ်ပစ္စုဆိုင်ဝင်မဲလို့ဟောပြောပေးလို့ပါတယ်နော်မိတ်ဆွေပေါင်းနေတဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်မိတ်ဆွေပေါင်းနေရင်အိမ်မတမကောင်းပါလေနော်ဆရာကောင်းသမားကကိုညီမဆောက်ပေါ်မိတ်ဆွေပေါင်းနဲ့ကိုညီမဆောက်ပေါ်မယ်ရဝီရရန်နေရပွဲပွားနေတဲ့မိတ်ဆွေတို့လည်းရောက်လာမယ်သူကလည်းဝမ်းတာဆရာပစ္စည်းလေးချားမှဖြစ်ပါတယ်နော် အမိမိနဲ့တွေ့ဖို့တက်ပဲလုပ်ဖို့လည်းပဲလုပ်ပဲလုပ်ငန်းတွေလည်းအောင်မြင်မယ်အောက်လည်းငရိုင်းနဲ့ပတ်သက်ပြီးတော့လည်းနော်ကိုယ့်ရဲ့ဒီကိုယ်နဲ့တွဲတွဲဖို့တွေပေါ့နော်အဲ့တော့ဒီအောက်လည်းငရိုင်းနဲ့ပတ်သက်ပြီးတော့လည်းအစဉ်ပြေမယ်လို့ခေါ်ပြောပေးလိုပါတယ်နော်အဲ့ဒါကတော့တဟီရိုပတ်ဆိုတဲ့ကပ္ပရာလေးဖြစ်ပါတယ်နော်တဟီရိုပတ်ဆိုတဲ့ကပ္ပရာလေးကတော့ဖုံးတော်ကြီးလို့ခေါ်ပါတယ်ဖုံးကြီးကပ်ဆိုတော့မစ်စီဘောင်းတင်းနဲ့ပတ်သက်တာကောင်းတာပေါ့နော်မြေတို့ပါတို့ဆိုရင်လည်း ဝင်လို့ကျင်တာပဲဖြစ်ထွက်လို့ကျင်တာပဲဖြစ်ပေါ့နော်မိမိရဲ့စိတ်ကူးထဲမှာမြင်နေပတ်သက်လို့ရှင်လဲဘာသာရေးလုပ်ပါအထိတ်ထားနေလုပ်ပါအဲဆက်တဲ့ပေါ့နော်ဒါဆိုလို့ရှင်ဝင်ကျင်တာပဲဖြစ်ထွက်လို့ကျင်တာပဲဖြစ်ပေါ့နော်ဒါဆိုလို့ရှင်ဒါရင်းနဲ့ပတ်သက်ပြီးရောစကားပရိနတ်နဲ့ပတ်သက်တဲ့ရည်စည်တွေလည်းအဆင်ပြေမှာဖြစ်ပါတယ်နော်အလုတ်တယ်နဲ့ပတ်သက်ပြီးရောဟောပြောပေးမှာဖြစ်ပါတယ်။အလုတ်တယ်နဲ့ပတ်သက်ပြီးလို့ရှင်ပို့ပြီးကြီးမားတဲ့အောင်မြင်မှုတွေတက်ရှိမှာဖြစ်တယ်။ရာဝေးကုညီမှုတွေရရှိမှာဖြစ်ပါတယ်။ သူအပြင်နိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်နော် online နဲ့ပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေတွန်းကုန်ထုတ်ကုန်လုပ်ငန်းတွေကုတန်းရောင်းဝယ်လုပ်ငန်းတွေတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေအဆင်ပြေပါတယ်နောက်စက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအဆင်ပြေပါတယ်သူအပြင်ကားလုပ်ငန်းစက်လုပ်ငန်းတွေလည်းအဆင်ပြေတယ်အားရကစမယ်နောက်ထက်လူကြီးကုညီမစားမှုပေါ်မယ်အဲ့တော့နောက်ရောက်ရေးနိုင်ငံခြားသွားမယ်မိတ်ဆွေပေါင်းစပ်တွေနိုင်ငံခြားသွားမယ်ကိရှိပါတယ်နိုင်ငံခြားမှာလုံရှိနေတဲ့ ော်ဒူသားသမီးတွေအဆင်ပြေပါတယ်နော်တက်ပြီးတော့လောက်ပါအောင်မြင်မှုရမယ်သူကလည်းပြောမှာဆိုလို့ချင်းဓာတုတူတာလာစာတူတာဒါမျိုးတွေလည်းကျွမ်းနိုင်တယ်အဲ့လိုမျိုးတွေရရှိမှဖြစ်ပါတယ်နော် the world ဆိုတော့ကပ်ပြဖြစ်ပါတယ်ကပါလောကနော်သာသမိကိစ္စအောက်လက်ခရာကိစ္စနဲ့ပတ်သက်ပြီးဟောပြောပြမှဖြစ်ပါတယ်။သာသမိကိစ္စအောက်လက်ခရာကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှပူစရာမလိုဆုံးစရာမရှိဘူးเนาะအဲဒီတော့သာသမိနဲ့ပတ်သက်ပြီးလို့ရှင် တကယ်ကိုအေးချမ်းတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်။သူကပြောမယ်နော်သူကစစ်စစ်ဆက်ဆက်နဲ့မျက်မှတ်တတလေးဖြစ်အောင်သူတို့ကိုသူတို့စောနိုင်တယ်။နောက်သူတို့ကိုသူတို့လည်းတတိဝိရိယရှိစွာနဲ့ကိုကမပြောဆိုရင်တောင်မှပဲမပြောဆိုမိခဲ့ရင်တောင်မှပဲသူတို့ကိုသူတို့ဒါရှိတာပြီးတာသူကတို့ချင်း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 နဲ့နှိမ့်နိုင်နိုင်လောက်ကင်စားသွားနိုင်မယ်။သာသမီတွေအောက်လက်ငယ်တွေဖြစ်ပါတယ်။အဲ့ဒါတော့ justice ဆိုတဲ့ကပ်ကြားလေးဖြစ်ပါတယ်နော်။ မနုစာရီဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်အဲ့တော့သူတို့နဲ့ပတ်သက်ပြီးတော့ဝန်သားသားသတင်းစကားကြားမယ်ကိုယ့်ရဲ့နာမည်ကိုယ်စွန်းတက်မယ်အနေသားမျိုးတွေဖြစ်ပေါ်တတ်တယ်အဲ့တော့တာသမီအောက်လက်ငရာကင်းကြီးကောင်းတာပေါ့အတိုက်ခံနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်အတိုက်ခံနဲ့လည်းကင်းပါတယ်အတိုက်ခံနဲ့လည်းရှင်းပါတယ်အတိုက်ခံကင်းတဲ့ရှင်းတဲ့အပြင်မိမိလှုပ်လို့တဲ့လုပ်ငန်းမှန်မြန်အောင်မြင်တယ်အဲ့ဒါကပြဿနာလုပ်ငန်းနဲ့အေးချမ်းဖြစ်တယ်မိသားစုရေးဒီမှာလည်းအေးချမ်းဖြစ်မယ်လုပ်ငန်းတွေမှာအောက်လက်ငရာပြန်ပြီးတော့အေးချမ်းလာအေးချမ်းတဲ့အေးချမ်းလာတယ်ပေါ့အဲ့ဒါကပြဿနာတော့ပါနော် ဲ့တော့မိမိတို့လုပ်ငန်းတိုးချင်းမဲ့ကိစ္စတွေ online လုပ်ငန်းတွေလည်းကောင်းတယ် agent လုပ်ငန်းတွေလည်းကောင်းတယ်ပေါ့နော်အဲ့တော့အုပ်လုပ်ငန်းအုပ်လုပ်ငန်းဒါလည်းကောင်းတာပေါ့နောက်တစ်ခုကရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရင်းလုပ်တိုင်းလည်းနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်းနေကောင်းမယ်နော်အဝေးကိုပြန်တန်းတဲ့ကိစ္စတွေနော်နောက်တစ်ခုကအဝေးကနေပြီးတော့ကိုယ့်ရှိုးပြန်ရောက်လာတဲ့ကိစ္စတွေဒါလည်းကောင်းတယ်လို့ဟောပြောပြရမှာအဲ့တော့မိတ်ဆွေဗိုလ်တော်ဦးသားသမီးများအနေနဲ့ဒီကပြားလေးကိုစောင့်ထားပါဖိုတိုရှော့ရိုက်ပြီးစောင့်ထားပါအလောက်ကန်နေကောင်းဖို့ online လုပ်ငန်း agent လုပ်ငန်းနေကောင်းဖို့အတွက် ထောင်ထားပါပေါ့နော်ကောင်းကြတဲ့နေရာမှာထောင်ထားပါဆောင်းထားပါနော်အချင်းအင်ရောင်းနဲ့ပတ်သက်ပြီးဟောပြောပေးသွားမှာဖြစ်ပါတယ်အချင်းအင်ရောင်းနဲ့ပတ်သက်ပြီးတော့အချင်းနဲ့ပတ်သက်လို့ဆိုရင်နည်းနည်းပြိပကဖြစ်တတ်တယ်အစမပြေမှုဖြစ်တတ်တယ်လမ်းခွဲဆရာလေးပေါ်ပေါက်တတ်တယ်ပေါ့နော်အဲဒါဆရာလေးမှာခဏခဏပြဏနာတာခဏခဏစကားများတာဒါမျိုးကြုံရတတ်တယ်ဒါအချင်းအင်ရောင်းနဲ့ပတ်သက်ပြီးတော့နောက်အင်ရောင်းနဲ့ပတ်သက်တဲ့ကိစ္စကြီးမှာဆိုလို့ရှိရင်တော့အခါလေးမှာညှိနှိုင်းရခက်တဲ့အနေအထားမျိုးဖြစ်တတ်တယ် တွေ့တော့လည်းပဲတစ်ခါတစ်ခါကျတော့လည်းဟိုဟာပေါ့နော်အော်တဘောသူလုတ်တိုင်းခွက်နေပြန်လဲပြီးတော့ရရှိတာရှိတယ်အဲ့လိုပေးထားတာမျိုးလည်းရှိတာပေါ့အဲ့တော့ခမ်းမရဖြစ်တယ်ပေါ့ခါကျတော့စိတ်တယောက်နဲ့တယောက်ခါလေးမှာတဘောရာမတူညီတဲ့ကိစ္စမျိုးတွေဖြစ်တတ်တယ်အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့နောက်စိတ်တဘောရာနှုတ်တာတွေပေါ့ဗျာအလူကပြောမယ်စိတ်နှုတ်တာတွေပုံစံနဲ့ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကပြားလေးကတော့ death ဆိုတဲ့ကပြားလေးပဲဖြစ်ပါတယ်နော် ျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘာမှမဖြစ်ပါဘူးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးကောင်းမှစွာကျမ်းမာရေးကောင်းကောင်းမွန်မွန်ဖြစ်ပါလိမ့်မယ်ကျမ်းမာရေးတွေတွေဘာမှလုပ်ဆောင်မယ်အကယ်၍များမိတ်ဆွေများအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သုံးရခက်ခဲဖြစ်လေဖြစ်ခဲ့မှာတော့ဒီကပြဖြစ်မဲ့ကပြမဟုတ်ပါဘူးအဲဒီကပြဿနာကျမ်းမာရေးကောင်းစေခြင်းနဲ့ရှိနေတဲ့ယောဂဝိညာဉ်ပျောက်စေခြင်းနဲ့ဆိုလို့ချင်းဖះကိုအလင်းအောင်လှူပါတဲ့လက်စမီတွေပါလှူနေလို့ရှင်ပိုကောင်းပါတယ်နော်မီလင်းအလင်းအလင်းတက်ဖို့လိုပါလို့ပြောမှာဖြစ်ပါတယ်အဲတော့အဲလက်စမီလူကခက်ခဲရရှိရဆိုရင်တော့ ကိုယ်မှာပြောင်းနိုင်အလင်းရောင်အလင်းရောင်လှူပါတယ်အလင်းနိုင်လှူတန်းပါတယ်ကိုသူတော့မှဖြစ်ပါတယ်နော် အလင်းရောင်လှူတန်းပါတယ်အဲ့လှူတန်းရတဲ့အတွက်ကိုဖြစ်စင်တာကိုသူတော့မှနော်အဲ့တော့အလင်းရောင်နဲ့ပတ်သက်တဲ့သူတော့ကျတော့ကျမိုင်းနဲ့ပတ်သက်ပြီးတော့မဖြစ်ပါဘူးအဲ့ဒါကတဟမက်ဆိုတာပြနော်သူတော့စင်ရတိနော်ဥစ္စာကနောက်ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဆောက်ရှောက်မှုတွေရှိတယ်ဆောက်ရှောက်ကောင်းနေကြုံရမယ်နောက်တစ်ခုက ကူညီလိုက်တယ်ပေါ့ပေါက်တတ်တယ်။ဘာသာရေးလည်းငွေကံကောင်းမယ်။ဘုရူသာသမီရောက်သာသမီတွေနော်။ဘာသာရေးနဲ့ပတ်သက်ပြီးရောထဲထဲဝင်ကိုတနိုင်တစ်ပိုင်ပေါ့။ဘာသာရေးနဲ့ပတ်သက်တဲ့လှူထားမယ်ဆိုလို့ရှင်ငွေကံကောင်းမယ်လက်ပွတ်မယ်နော်။စီပွားကံကောင်းမယ်။နော်အမီတာစုမှာပူမန်တော့ကမရှိဘဲနဲ့အေးချမ်းလေးဖြစ်လာတယ်။နောက်အထိတ်ကနေပါလုံမယ်ဆိုလို့ရှင်ဘုရူသာသမီတွေရောက်သာသမီတွေအထိတ်ကအောင်နဲ့လတ်လတ်ဖြစ်တယ် ဒါကတော့အောင်မြင်မယ်လို့ခေါ်ပြောပေးလို့ရတယ်နော်အဲ့ဒါကတော့ the high priest ဆိုတဲ့ကပ္ပာဖြစ်တယ်မေရိုကြီးဆိုတဲ့ကပ္ပာလေးဖြစ်ပါလေနော်ဘာဟာမိခင်နေယခုမိခင်နေဒီဘဝမိခင်နေပူညီမှုတွေပေါ်မယ်ဆက်ဆက်မှုတွေပေါ်မယ်မေရိုတွေဆက်ဆက်မှုတွေပေါ်မယ်လို့ပြောချင်ပါတယ်နော်ကံကြမ္မာကံတရားနဲ့ပတ်သက်ပြီးတော့အင်မတန်မှကောင်းပါတယ်ကံတရားဟာလေကျမဆိုလို့ရှင် temporal လို့ခေါ်ပါတယ်နော် အမ်ပရက်ဆိုတဲ့ကပ်ပြားလေးရဘယ်မှကပ်ဆိုတော့ကံကောင်းမယ်ဘလို့ကံကောင်းလာနိုင်လဲဆိုစီးပွားရေးကံကောင်းမယ်စက်ပစ္စည်းတွေဝင်လာနိုင်တယ်ဒိန်ခံပစ္စည်းတွေရောက်မယ်နော်ဒိန်ခံပစ္စည်းဆိုတာဟလာအိမ်မှာအလှဆင်တာအိမ်ဆောက်တာအိမ်ပြင်တာနော်အိမ်ဆောက်ခင်းတွေပေါ်တာပရိဘောဂတွေဝင်လာတာဒိန်ခံပစ္စည်းရောက်လာတာရှုကတိစရတဲ့ပေါ့နော်နောက်တစ်ခုကဒိန်ခံကားတွေနော်စက်ပစ္စည်းနဲ့ပတ်သက်တာတွေနော်အားလားဒီအင်မတန်မှ ကောင်းတဲ့ကာလဇာဝရရောက်လာမယ်နောက်တစ်ခါကောင်းတော့ခီးသွားမယ်ခီးကနေလည်းပေါ်ပေါက်လာမယ်နောက်သာသမီရှင်တွေငယ်ရှာတတ်တယ်ကျိုးပြုတ်မယ်လို့ဟောပြောပေးရမှာဖြစ်ပါတယ်နော်နောက်ဘုရုသာသမီရောက်သာသမီတွေအလူတန်းကိစ္စတွေလည်းပေါ်ပေါက်တတ်တယ်ရည်ရွယ်ချက်တွေအထမြောက်မယ်လို့ဟောပြောပေးရမှာဖြစ်ပါတယ်ဟောရည်ရွယ်ချက်တွေအထမြောက်ပါဖြစ်ပါတယ်အဲတော့ဒေမတ်ကဖြစ်ပါတယ်အိမတမကောင်းတဲ့ကံကောင်းတော်နှစ် အင်္ဂါသားသမီးကိုကိုညီမသားကိုပေါ်မယ်ချက်ပြောမယ်နော်အင်္ဂါအမျိုးသမီးဆိုရင်ကိုညီမသားကိုပေါ်မယ်ဘုဒ္ဓသားသမီးတွေကိုအမျိုးသမီးတွေကိုညီမသားကိုပေါ်မယ်ထပ်ပြီးတော့နေသားသမီးဆိုလို့ချင်းအဲ့ဒီအမျိုးသမီးရအင်္ဂါသမီးဖြစ်ပုံရတယ်လို့ဟောပြောပေးမှာဖြစ်ပါတယ်နော်လက်လက်ပါငွေကြံနေလက်ကောင်းပါတယ်ငွေလက်အဖက်ဖက်ကပေါ်မှာလိမ့်မယ်အဲ့ဒီကပြဿနာပါနော်ကိုယ့်ရဲ့လောက်ရက်ကိုတစ္ဆာသုံးပြီးတော့အလုပ်လုပ် ငွေကံရမ်းကောင်းလိမ့်မယ်အာရိကပတနာကြီးကြီးမားမားကံကောင်းလိမ့်မယ်အာရိကပတနာငွေစုလိုက်ပုံလိုက်ဝင်ခင်းရှိတယ်လို့ပြောပြောပေးလို့ပါတယ်နော်မက်ချက်ချင်းဆိုတဲ့ကပ္ပယာဝိဇ္ဇာကပ္ဖြစ်တယ်ဝိဇ္ဇာမကင်းစိုက်တယ်လို့လည်းပြောလို့ရတယ်ဒီဆေလာပဲနဲ့မှာဘုရူသာသမီရာဟုသာသမီတွေနော်အဲ့တော့ဝိဇ္ဇာမကင်းစိုက်တဲ့ကိခုပြောချင်တာကတော့မိမိလိုချင်တာဥတီပါတေချာတလောက်ရှိတယ်ထပ်ပြီးတော့ပြောလိုက်ပါမယ် တစ္ဆာဆိုလိုက်ပါဒီနေ့မလုပ်ထားတယ်ဟုတ်တယ်ပေါ့တစ္ဆာဆိုဒီကပြားတစ္ဆာဆိုလိုက်တဲ့ကပြားမြေကြီးကိုလက်ညှိုးထိုးလိုက်ကောင်းကင်ဘုတ်ကလက်ညှိုးတစ်ချောင်းထိုးတာပြောမယ်ဆိုတော့ချင်းနော်တိုင်တယ်ကကောင်းကင်ကိုလည်းတိုင်နေတယ်မြေကြီးကိုလည်းမာပထဝီမြေကြီးကိုလည်းတိုင်နေတယ်ဆိုတဲ့ကကြတော့ကိုလူရက်ကအလဟတာမဟုတ်ဘူးတဲ့နော်ကိုယ်လုံးရည်တည်တည်လေးရအကြီးဖြစ်လာမယ်ဒါကိုပြောချင်တာပါနော်အဲ့တော့ငွေကန်နေကောင်းမယ်အလုတ်ကန်နေကောင်းမယ်အောင်မြင်မှုရမယ်ကြီးမားတဲ့ရှာလတ်တွေပေါပေါမယ်လို့ဟောပြောပြီးတော့ပါတယ် ူဝေဒောကနဲ့ပတ်သက်ပြီးရောဖြစ်နေလား no နော်ပူဝေဒောကမရှိပါနော်အေးချမ်းမှုရှိမလား yes နော်တဝိစာပေါ်ကျင်းတဲ့ကံကောင်းရတယ်မဟုတ်ဘူးလေကံကဟိုးရီအောင် လိမ့်ပြီးတော့ကောင်းသွားမှဖြစ်တယ်တဲ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကတစ်ခါလို့ကုဆက်မယ်ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကလူကိုယ်တိုင်းခီးသွားမယ်လူကိုယ်တိုင်းပျော်ရွှင်မှုတွေသွားမယ်ပျော်ရွှင်တဲ့နေရာကိုကိုယ်ကထပ်သွားမယ်နော်သုံးနိုင်မယ်ဖြုံးနိုင်မယ်လှူနိုင်မယ်တန်းနိုင်မယ်အလုံးတန်းနဲ့ပါထားတယ် တွေကနော်ချိန်ရောမယ်ပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်တော်တော်ရှင်ရင်သွားမယ်ခီးသွားမယ်ဒါကြီးပေါပေါမယ်ကံကြမ္မာလဲပဲဆိုတာကအပြင်ထွက်တဲ့ဂိမ်းကံကောင်းခြင်းနဲ့အပြင်ထွက်ခြင်းဖြစ်တယ်အဲ့တော့ဘုရူသာသမိရာဟုသာသမိတွေကအင်မတန်ကံကောင်းတဲ့လနော်ဘာလဲဆိုလဲဆိုရင်ကိုကတောက်ခံနိုင်တဲ့စွမ်းရည်ရာရှိထားပြရဖြစ်နေပြီအဲဒီကပစနာနော်ကျွန်တော်ရဲ့ plan နဲ့ကျွန်တော်ရဲ့ mix တွေ နော်ကျွန်တော်ဒီ live မှာအားပေးကြတဲ့ဘုရားသခင်ရာဝတ်မြေရနော်ရှင်ကြီးဝမ်းလဲဝင်ခဲ့ပြီးသွားပြီလားရှင်လေးဝမ်းလဲဝင်ခဲ့ပြီးသွားပြီဆိုတဲ့စကားပေါ်လုံးပြောမှာပေါ့နော်ဟုတ်ကဲ့ဆက်လာဟာတုံပြီးသွားပြီတကယ်တည်းဟာတုံပြီးသွားပြီအဲ့လောင်ပြောနေဒါရကွာဆက်တန်းလာတာအဲ့လိုပုံစံဖြစ်တဲ့ကာကြတော့ကံတရားကကိုယ်မျက်ရတာကို အပြည့်အဝပေးတာပြောမှာတော့ရှင် နော်လူငင်းချမ်းသာခွင့်လူတော့ပြောမှာနော်အဲ့ဘာလူငင်းချမ်းသာခွင့်ကိုလှုပ်ချင်တဲ့အရာကြီးလှုပ်ခွင့်ရပြီဘာသာတရားဘက်ကိုလိုက်မလားစီးပွားရေးဘက်ကိုလိုက်မလား နော်အဲ့တော့မိတ်ဆွေပေါင်းနေနေဆက်ရပြအားလုံးအားလုံးကိုအောင်မြင်မှုရရှိပြီလို့ကျွန်တော်အနေနဲ့ဟောပြောပေးလိုပါတယ်နော်အဲ့တော့ဇေရယာလေးနဲ့ပါရေးဆောက်ရပေါင်းစစ်ကောင်းအောင်ပါဇေရယာဆိုတာကပေါင်းစစ်ကောင်းအောင်ဇေရယာလှုပ်ထားမယ်ဆိုလို့ရှိရင်သူကဒီဟောပေါ့စသီတုတ်တော်ဘုရားသူဟာနော်ဩစာ73ညဘုရားသူဟာစသီတုတ်တော်ဘုရားလို့မယ်ဩစာ73ညဘုရားသူဟာမယ် ိုကဆူတောင်းပါနော်အချိုးဘေးကဏ္ဍတွေကအချိုးဘေးကဏ္ဍတွေကတက်ကဲခုနှစ်ကဲနှစ်ကဲအချိုးပေးပါမယ်တက်ကဲခုနှစ်ကဲနှစ်ကဲအချိုးပေးပါမယ်အချိုးပေးတဲ့အကြောင်းတွေကအနည်းရောအနဲ့ရောနောက်တစ်ခုကအဖြူအောင်ချိုးပေးပါတယ်အနည်းရောအနဲ့ရဲ့အနည်းရဲ့အနဲ့ရဲ့အဖြူရဲ့အချိုးပေးပါတယ်တနင်္ဂနွေနေ့တို့တနင်္လာနေ့တို့စနေနေ့တို့က နေကောင်းနေမှာဖြစ်ကြပါတယ်ကဲကျွန်တော်ရဲ့ပို့တော်ဦးသားတို့အားလုံးတိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ